ါပါရှင်ရန်ကုန်ခေတ္တရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရွှေဘုံမှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာကြောင့်စစ်တပ်ဘက်က9ဦးသေဆုံးပြီးစစ်သား4ဦးအရှင်ဖမ်းဆီးရရှိကာလက်နက်ခဲယမ်းတွေလည်းတင်စီရရှိခဲ့ပါတယ်။ဘူဒလင်0ရွာကိုစစ်တပ်ကဝင်ရောက်စီးနှင်းပြီးပြည်သူ9ဦးကိုဖမ်းဆီးကာဆစ်ဆောင်တဲတွေကိုမီးရှို့ဖျက်ဆီးနေရကြောင်း ကျေးရွာ6ရွာကပြည်သူ9000ကျော်ဘေးလွတ်ရာထွက်ပြေးနေရတဲ့တရင်ပါဝင်နေလေကင်းတရင်တွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်တရင်ကတော့စကိုင်းတိုင်းရွှေဘိုမြို့နယ်မှာစစ်ကြောင်းထိုးလာတဲ့စစ်တပ်ကိုဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ရာကြောင့်စစ်တပ်ဘက်က9ဦးသေဆုံးပြီးစစ်သား4ဦးအရှင်ဖမ်းဆီးရရှိကလက်နက်ခဲယမ်းတွေလည်းတင်စီရရှိခဲ့တယ်လို့ ရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်၁၈တရင်မှုဘိုးစွန်ရဲကရန်ကုန်ခေတ္တကိုပြောပါရယ်။ပြီးခဲ့တဲ့အော်တိုဘာလ၂ရက်နေ့မနက်၃နာရီခွဲမှာတပ်မ၃၃လက်အောက်ခံအမတ်၈စစ်အခြေခံလေးကျင်းရေးတပ်စခါတာ၈ကနေစစ်အင်အား60နဲ့ထွက်ခွာလာတဲ့စစ်တပ်စစ်ကြောင်းကရွှေဘိုမြို့တောင်ဘက်မှ Good Brother ရုံးကနေတာကနန်းကြီးရွာအတွင်းကိုဝင်ရောက်လာတယ်လို့သိရပါရယ်။ အဲ့ဒီဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းကိုအဲ့ဒီနေ့နေ့လယ်12နာရီလောက်မှာတော်လိုင်းရေးတပ်တွေကဝိုင်းဝန်းပူပေါင်းပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထီထွေတိုက်ပွဲအတွင်းမှာစစ်တပ်ဘက်ကတက်ကြွကြီးစံထွေးပါဝင်ခုနှစ်ဦးသေဆုံးပြီးစစ်သား10ယောက်ခန့်တန်ရာရရှိခဲ့တဲ့အပြင်တက်ကြွအဆင့်ရှိသူတဦးစစ်မှုထမ်းတသားသည့်3ဦးကိုလည်းအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့ပိုဆိုရဲကပြောပါဗျ။ဒါအပြင်60မမစိန်ပြောင်းတလက်အပါအဝင်လက်နက်ခဲရဲများစွာကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါဗျ။ အဲ့ဒီစစ်စစ်ရေးတိုက်ပွဲကိုရွှေဘိုခရိုင်တရင်15တရင်18တရင်23တရင်26ကိုခွန်36တူကဲတာဝီကန်နဲ့ရွှေဘိုခရိုင်အမတ်လေးတရင်ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တိုင်းနယ်ငါပြည်သူ့ကာကွယ်ရေးအဖွဲ့တောဘိုပြည်သူ့ကာကွယ်ရေးအဖွဲ့နော်သန်တိုင်းဂါဂရုပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့တာလို့သိရပါတယ်အထိနာသွားတဲ့စစ်တပ်ကတော့အော်တိုဘားလ2ရက်နေ့နေ့လယ်တနာရီအချိန် ရွှေဘိုမြို့နယ်တာကနန်းကျေးရွာအတွင်းကနေပြန်လည်ထွက်ခွာသွားတယ်လို့လဲရွှေဘိုခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်အမတ်၁၈တရင်မှုဘိုးစွန်ရဲကပြောပါရယ်တိုက်ပွဲဖြစ်နေချိန်မှာရွှေဘိုကားနန္ဒရုံးမှတက်ဆွဲထားတဲ့စစ်တပ်နဲ့ရွှေဘိုမြို့အခြေဆိုင်အမတ်နဲ့ထောက်ပို့တပ်ကလက်နက်ကြီးတွေဟောင်ဝစ်စာအမြောက်တွေနဲ့ပစ်ကူပေးခဲ့တာကြောင့်ရွှေဘိုမြို့ကားကြီးကွင်းအနီးကအောင်မြေဖုံးကြီးကျောင်းတွေကိုကြားရောက်ပောက်ကွဲခဲ့ပြီးကိုရင်လေးလေးပါပြန်လုံတော်မူခဲ့ကကိုရင်ရှစ်ပါတန်ရာရရှိခဲ့ပါသေးတယ်။ အဲ့ဒီရှေဘုံမြို့နယ်တာကနက်ကြီးွာတိုက်ပွဲမှာတော်လန်ရဲဘော်နှူးကြဆုံးခဲ့ပြီးရဲဘော်သုံးဦးတန်ရန်ရရှိခဲ့တယ်လို့ဖမ်းဆီးထိန်းသိမ်းရမိတဲ့စစ်တုံးပန်းရဲ့ပြောကြားချက်နဲ့အတူတော်လန်ရဲဘော်တွေရဲ့မျက်မြင်အရကတော့စစ်တပ်ဘက်ကသိဆုံးထိခိုက်မှုအလွန်များပြားခဲ့တယ်လို့သိရပါတယ်ရှင်ဆလတ်တင်ဆက်ပေးမဲ့တဲ့ရင်ကတော့မနေ့ကမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲကိုအကျန်းဖတ်စစ်ကောင်းဆောင်မင်းအောင်လိုင်းကလာတက်ချိန်မန္တလေးမြို့နန်းတွင်းမှာရှိတဲ့ အလဲပိုင်းတိုင်းစစ်ဌာနချုပ်ကိုရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခင်ခဲ့ရတာကြောင့်စစ်သား၃ဦးသေဆုံးပြီးပျက်စီးထားတဲ့ကိုရောင်မီးလောင်ပျက်စီးခဲ့တယ်လို့သက်သွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ်သစ်ကိုပြောပါရတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာရှော့တိုက်ဒုံးတစ်လုံးဟာလပခါမှာရှိတဲ့ပျက်စီးထားတဲ့ကိုရောင်တစ်လုံးကိုထိမှန်ကမီးလောင်ပျက်စီးခဲ့ပြီးလခါရကစစ်သား၃ဦးသေဆုံးက၄ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါရတယ်။ ဒုတိယရှော့တိုက်တုန်းကတော့နန်းတွင်လာပခအတိုင်းယုံရဲ့အရှိကျောက်စာတွေရှိတဲ့ရှင်းအောင်ပုံပြက်သက်ရှိတလုံးကြရောက်ပောက်ကွဲခဲ့ပြီးတက်မီသားစုကဈေးဆိုင်မှာထိုင်နေတဲ့အမျိုးသားတအူးနဲ့အမျိုးသမီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗယ်။အဲ့ဒီတိုက်ခိုက်မှုကိုတော့ Brave Warriors for Myanmar BWM ကပြုလုပ်ခဲ့တာဖြစ်ပြီးမင်းအောင်လိုင်းကမန္တလေးတက္ကသိုလ်နှစ်တရာပြည့်ပွဲတက်ဖို့အတွက်ပြည်ဦးလင်ကနေမန္တလေးကိုရောက်ရှိလာပြီးနန်းတွင်းမှာရှိတဲ့အလဲပိုင်းတိုင်းစစ်ဌာနချုပ်လပခအတွင်းမှာ ခေတ္တဝင်ရောက်တဲခိုခဲ့တယ်လို့သတင်းရရှိတာကြောင့်ရှော့ရိုက်တုံးနှလုံးနဲ့တိုက်ခိုက်ခဲ့တာလို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်မန်တက္ကသိုလ်ရာပြည့်ပွဲမှာမင်းအောင်လှိုင်ကအရက်သားပြည်သူအများပြားကိုလူသားတိုင်းဖြစ်အကာအကွယ်ယူပြီးပွဲတက်မဲ့အတွက်ကြောင့်အခမ်းအနားကိုတိုက်ခိုက်ရင်နေရာအတိအကျဖြစ်တဲ့အတွက်ပုံမလွယ်ကူပေမဲ့လည်းအရက်သားပြည်သူတွေပါထိခိုက်မှာကိုရှောက်ရှားလိုတာကြောင့်မင်းအောင်လှိုင်ခေတ္တတဲခိုရလပခအတွင်းကိုပဲပြစ်ခတ်တိုက်ခိုက်ခဲ့တာလို့ Brave Warrior for Myanmar BWM ကဆိုပါတယ်။ ဲ့ဒီမစ်ရှင်ကို Brave Warriors for Myanmar BW အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့ Normal Dictatorship NMD PDF အဖွဲ့ People Servant for PSF နဲ့ရတနာဘုတ်တအုပ်အဖွဲ့တို့ကတိုက်ခိုက်ခဲ့တာဖြစ်ပြီး BWM ရဲ့ Mission 46အဖြစ်အောင်မြင်စွာပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်ရှင်တဖက်ကစကိုင်းတိုင်းဘက်မှာတော့စကိုင်းတိုင်းဘုတလင်းမြို့နယ်စီတော်ရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနှင်းပြီး ပြည်သူ၅ဦးကိုဖမ်းဆီးကစစ်ဆောင်တဲတွေကိုမီးရှို့ဖျက်ဆီးနေတယ်လို့ဘူတလင်မိုဘိုင်းတင် BMT နဲ့ဘူတလင်မြို့တောင်းရစာပေးမတပိတ်စစ်ကြောင်းရဲ့တာဝန်ခံကိုမိုးချိုးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။ပြီးခဲ့တဲ့အောက်တိုဘာလ3ရက်နေ့မှာမုံရွာမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေထွက်လာတဲ့အင်အား90ခန့်ပါစစ်တပ်စစ်ကြောင်းဟာဘူတလင်မြို့နယ်ဇီတော်ရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးစစ်ဆောင်ပြည်သူတွေနေထိုင်တဲ့တဲတွေကိုမီးရှို့ဖျက်ဆီးသွားတယ်လို့သိရပါရယ်။ အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာဇီရိုရွာကပြည်သူ၅ဦးကိုလည်းလူသားတိုင်းဖြစ်ဖမ်းဆီးကလက်ရှိချိန်ထိကြေးရွာထဲမှာတပ်ဆွဲထားပြီးကြေးရွာအနီးတစ်ဝိုက်မှာလည်းကင်းမုံတွေချထားတယ်လို့သိရပါဗျ။လက်ရှိချိန်မှာတော့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကြောင့်မြို့ပေါ်ရွာပင်မဇီရိုရွာထနောင်းကုန်းရွာရွှေချောင်းလေရွာတရက်တူရိုးရွာထီးတော်တင်ရွာတို့ကပြည်သူ၅၀၀ကျော်ဟာဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရပါရှင်။ စစ်ကောင်စီရဲ့တရားမဝင် အတုယောင်ရွေးကောက်ပွဲကိုတောင်ကိုရီးယားမှာစန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။အဲ့ဒါကတော့တောင်ကိုရီးယားနိုင်ငံဆိုးမြို့မှာပြည်ပရောက်တော်လှန်အင်အားစုတွေကအကြမ်းဖက်စစ်ကောင်စီရဲ့အတုယောင်ရွေးကောက်ပွဲကိုစန့်ကျင်ဆန္ဒပြပြီးနီလန်းပေါင်းစုံနဲ့တိုက်ဖြတ်သွားမယ်လို့ MFDMC အတွင်ရေမှူးကိုလင်းအိမ်ကရန်ကုန်ခေတ္တကိုပြောပါရယ်။မနေ့ကအော်တိုဘာလ4ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီရဲ့အတုယောင်ရွေးကောက်ပွဲကို ပြက်ပြက်သားသားစန့်ကျင်ကပ်ွက်တဲ့ ကိုရီးယားနိုင်ငံရောက်မြန်မာနိုင်ငံသား400ကျော်စုပေါင်းပြီးခြေတဲ့ဆန္ဒပြပွဲပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီဆန္ဒပြပွဲကိုကိုရီးယားအန်ယူဂျီကိုယ်စားလှယ်ရုံးနဲ့ကိုရီးယားမှာရှိတဲ့တော်လန်ရေးအဖွဲ့ပေါင်း39ခုပါဝင်တဲ့စေအုပ်စုရွေးကောက်ပွဲစတင်ရေးပူးပေါင်းလှုပ်ရှားမှုကော်မတီကစီစဉ်ကျင်းပခဲ့ပြီးဆန္ဒပြပွဲကိုကိုရီးယားနိုင်ငံဆိုအင်ချွန်ဘူဆန်ပါဝင်မြို့18မြို့ကတော်လန်ပြည်သူတွေနဲ့တော်လန်ရေးအဖွဲ့စည်းတွေအလုံးအတူတကွစုရုံးပါဝင်ခဲ့တယ်လို့လည်းသိရပါဗျ။ ။ဒါအပြင်ဆန္ဒပြပွဲမှာလည်းတော်လန်ရေးဖွဲ့39ခုနဲ့ဖွဲ့စည်းထားတဲ့စေအုပ်စုရွေးကောက်ပွဲစတင်ရေးပူးပေါင်းလှုပ်ရှားမှုကော်မတီကအကြမ်းဖက်စစ်ကောင်စီရဲ့အတူရောင်ရွေးကောက်ပွဲကိုကိုရီးယားနေတော်လန်ပြည်သူတွေကလုံးဝစတင်ညှင်းပယ်သွားမယ်လို့ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထုတ်ပြန်ကြေညာချက်မှာမြမပြည်သူလူထုတရက်လုံးကအကြမ်းဖက်စစ်ကောင်စီရဲ့တူရောက်ရွေးကောက်ပွဲကိုနီလန်းပေါင်းစုံနဲ့လုံးဝစန့်ကျင်ကန့်ကွက်တိုက်ဖြတ်ကြဖို့အလေးနက်တိုက်တွန်းထားပြီးကိုရီးယားအစိုးရနဲ့ပြည်သူတွေအပါအဝင် နိုင်ငံတကာအစိုးရတွေနဲ့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့လည်းမြန်မာစစ်အုပ်စုရဲ့တူရောက်ရွေးကောက်ပွဲကိုပြတ်သားစွာရှုံချပေးဖို့ရွေးကောက်ပွဲကနေထွက်ပေါ်လာမဲ့ဘလို့ရလက်ဘလို့အစိုးရကိုမှလုံးဝအသိမှတ်မပြုဘဲ ဆန့်ကျင်ကန့်ကွက်ပေးဖို့ကိုလည်းတိုက်တွန်းတောင်းဆိုထားတယ်လို့သိရပါတယ်။အဲ့ဒီအပြင်မြမပြည်သူလူထုရဲ့တရားဝင်ကိုစားပြုဖြစ်တဲ့အမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီနဲ့သာဆက်လက်ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်းအလေးနဲ့တောင်းဆိုထားတယ်လို့သိရပါတယ်။ဆီယာနာရှင်စနစ်ကိုအောင်မြင်စွာတော်လှန်ပြီးဒီမိုကရေစီနိုင်ငံတော်ကိုထူထောင်နိုင်ခဲ့တဲ့ကိုရီးယားပြည်သူတွေရဲ့ဒီမိုကရေစီအရေးတော်ပေါ်အတွေ့အကြုံတွေကို အစဉ်လေးစားတန်ဖိုးထားတယ်ဆိုတာကိုလည်းဖော်ပြထားပါတယ်။ ြန်မာပြည်သူလူထုရဲ့ຫນွေဦးတော်လှန်ရေးအောင်မြင်ပြီးဆုံးတဲ့အထိကိုရီးယားပြည်သူတွေအနေနဲ့အစဉ်တစိုက်အားပေးကူညီလျက်ရှိတာကိုကျေးဇူးတင်ရှိပါတယ်ဆိုတာနဲ့ဆက်လက်ပြီးတော့လည်းတခဲနဲ့ထောက်ခံအားပေးကြဖို့ကို လေးစားစွာတိုက်တွန်းအပ်တယ်လို့စေအုပ်စုရွေးကောက်ပွဲစံကျင်ရေးပူးပေါင်းလှုပ်ရှားမှုကော်မတီကတောင်းဆိုထားပါတယ်ရှင်တနင်္သာရီတိုင်းဘက်ကိုကြည်အောင်ပါတနင်္သာရီတိုင်းလောင်းလုံးမြို့နယ်မှာစစ်ပေးရှောင်ကလေးငယ်တွေပါဝင် ပြည်သူယာနဲ့ချီအရေးပြားရောဂါကူးစက်ခံထားရပြီးဆေးဝါးတွေလိုအပ်နေတယ်လို့လောင်းလုံးမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ရဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကရန်ကုန်ခေတ်စ်ကိုပြောပါရယ်။အဲ့ဒီအရေးပြားရောဂါကူးစက်ခံရမှုဟာ2024ခုနှစ်ဇွန်လပိုင်းကနေစတင်ပြီးလောင်းလုံးမြို့နယ်အတွင်းမှာရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေစီမဖြစ်ပွားခဲ့ကလက်ရှိချိန်မှာတော့ကလေးငယ်တွေကိုပါကူးစက်ပြန့်နှံ့မှုပုံမှန်များပြားလာကပြည်သူယာနဲ့ချီဖြစ်ပွားလာတယ်လို့သိရပါရယ်။ အဲ့ဒီစစ်ဘေးရှောင်ပြည်သူတွေဟာအကြမ်းဖက်စစ်တပ်ကရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တာကြောင့်စစ်ဘေးတိမ်ရှောင်ရင်းစုဝေးနေထိုင်ရာကနေအရေးပြားယောဂကူးစက်မှုဖြစ်ပွားလာတာပါလက်ရှိချိန်မှာတော့အရေးပြားယောဂခံစားနေရတဲ့ပြည်သူတွေကိုလောင်လုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စေမက်ဒီကယ်တင်းနဲ့လောင်လုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ပအဖားတို့ပူးပေါင်းပြီးစေကူသားမှုပြုလုပ်ပေးနေပေမဲ့လေးစေဝါတွေလိုအပ်နေတယ်လို့သိရပါပါရှင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းကုတ်ခိုင်မြို့နယ်မှာအသက်၈နှစ်အရွယ်ကလေးငယ်တူအာဓမပြုကျင်တက်ဖြတ်ခံရတယ်လို့တအန်းတမတော် DNL ကထုတ်ပြန်ထားပါတယ်။တအန်းတမတော် DNL ရဲ့တမဟာခွန်နေမြေကုတ်ခိုင်မြို့ရက်ွက်ရှိမှာအသက်၈နှစ်အရွယ်မိကလေးငယ်တူစာသင်ပြီးကျောင်းကနေအပြန်ခေါက်ကွင်းလမ်းခူးလက်မှာအမျိုးသားတအူးကအာဓမပြုကျင်တက်ဖြတ်ခဲ့တယ်လို့ DNL ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အာရမပြုကျင်တက်ဖြတ်ခံရတဲ့ကလေးငယ်ရဲ့လေဘေးမှာဓာတ်နဲ့ခုတ်ခံရတဲ့ဒဏ်ရာနဲ့ခေါက်ခွေးအနီးကခြုံထဲမှာတည်ဆုံးနေတာကို တွေ့ရှိခဲ့တယ်လို့ဆိုပါရယ်။တန်အတမတော် DNL ရဲ့ကုတ်ခိုင်မြို့နယ်ရဲတပ်ဖွဲ့ကစစ်ဆေးတွေ့ရှိချက်အရကလေးငယ်ဟာအာရမပြုကျင်ခံရကတက်ဖြတ်ခံထားရတာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါရယ်။တန်အမျိုးနယ်ရဲတပ်ဖွဲ့ကအမှုကိုတွားရောက်စစ်ဆေးခဲ့ပြီးပြစ်မှုကျူးလွန်သူတရားခံကိုလည်းအေးအေးယူနိုင်ဖို့အတွက်ဆက်လက်ရှာဖွေစုံစမ်းနေစေဖြစ်တယ်လို့ဆိုပါရယ်။ ပြီးခဲ့တဲ့ဧပြီလ18ရက်နေ့မှာလဲနှမ်းဆန်မြို့နယ်မှာအသက်9နှစ်အရွယ်ကလေးငယ်တဦးကို အကိုဝမ်ခွဲတော်ဆက်သူတဦးမှာအာဓမပြုခြင်းခဲ့တဲ့အမှုတစ်ခုလဲဖြစ်ပွားခဲ့ပါသေးတယ်ရှင်အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာစစ်အုပ်စုကိုတတ်ဆိုးရှည်စေဖို့အတွက်အားပေးကူညီနေတဲ့ငွေကြေးကွန်ရက်တွေကိုဖြိုဖျက်နိုင်ဖို့ကြိုးပမ်းအားထုတ်မှုတွေကိုအလေးထားအသိမှတ်ပြုတဲ့အနေနဲ့ Justice for Myanmar အဖွဲ့ကို2025ခုနှစ်အတွက် ုံတိတ်ခါကြီးမားတဲ့ Right Livelihood Awards ကို ပေးအပ်ချီးမင်းခဲ့မှုအပေါ်နိုင်ငံတကာမီဒီယာတွေကဂုဏ်ပြုဖော်ပြခဲ့ကြပါတယ်။အဲ့ဒီ Right Livelihood ဆုကို1980ခုနှစ်မှာတောင်ကဘာချမ်းကအပြောင်းလဲဖော်ဆောင်သူတွေကိုမိမောက်ထိုးဖော်ပြဖို့အတွက်ဂုဏ်ပြုချီးမင်းနိုင်အောင် စုမျိုးစားအသစ်နှမျိုးဖန်တီးထည့်သွင်းပေးအပ်ဖို့အတွက်တောင်းဆိုမှုအပေါ်မှာ Nobel Foundation ကကန့်ကွက်ပြီးတဲ့နောက်စတင်တည်ထောင်ပေးအပ်ခဲ့တာပါ။ right lively who award ဟာယခုအခါမှာတော့ Nobel ဆုအပြီးဒုတိယဂုဏ်သိက္ခာအကြီးမားဆုံးဆုအဖြစ်ကမ္ဘာတဝန်းလက်ခံထားတဲ့အထင်ကရဆုတစ်ခုဖြစ်လာခဲ့ပါတယ်။ Right Lovely Who Award ကိုလူသားအလုံးအတွက်တရားမျှတ၍ငြိမ်းချမ်းပြီးရေရှည်တည်တံ့တဲ့ကမ္ဘာတစ်ခုစီဥတီကြိုးပမ်းနေကြတဲ့ရဲရင်တဲ့လူပုဂ္ဂိုလ်တွေကိုဂုဏ်ပြုပံ့ပိုးကူညီတဲ့အနေနဲ့ပေးအပ်ခဲ့တာဖြစ်ပြီးစုစတဲ့ချီးမင်းခဲ့တဲ့တပ်တန်း45နှစ်အတွင်းနိုင်ငံပေါင်း80နိုင်ငံက စုရရှိသူ203ဦးကိုစုချင်းမြင်ခဲ့ပြီးဖြစ်ပါတယ်။အဲ့လိုစုချင်းမြင်ခဲ့မှုနဲ့ပတ်သက်ပြီး Justice for Myanmar ဟာငွေကိုချေရခံလိုက်ပြီးမှုကိန်းဤပညာသူတေသနာကိုအသုံးပြုဖော်ထုတ်ခဲ့မှုတွေကြောင့်ကဘာတဝါစေအုပ်စုနဲ့သူတို့နဲ့ဆက်ဆက်စည်းဝါးရေးလုပ်ငန်းအများပြားဟာနိုင်ငံတကာအစိုးရတွေရဲ့တန်ခမ်းပိတ်ဆို့မှုတွေချမှတ်ခံရတာရင်းနှီးမြှုပ်နှံမှုတွေပြန်လည်ရုပ်သိမ်းခံရတာတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ အဲ့လို GF ဖန်မြေစ조사လှုပ်ဆောင်မှုတွေအတွင်သူတို့ရဲ့ရှေ့ဆောင်စမ်းသစ်သောစူးစမ်းသူတေသနနီးနာများနဲ့ရဲစွမ်းသက်သည့်များအတွက် right lively ဟုစုကိုပေးအပ်ချီးမင်းခဲ့တာဖြစ်တယ်လို့စုရွေးချယ်ရေးအဖွဲ့ကပြောကြားခဲ့ပါတယ်။ right lively ဟုစုရရှိခဲ့တဲ့အပြီးမှာတော့ GF ဖန်ကဒီစုဟာကဘာကြီးကစောင့်ကြည့်နေတယ်ဆိုတာနဲ့မြမပြည်သူတွေကိုမေ့လျော့ထားလိုက်မှာမဟုတ်တာကိုမြမစေအုပ်စုနဲ့သူတို့ကိုအားပေးထောက်ခံနေသူတွေစီကိုရှင်းလင်းတဲ့သတင်းစကားတစ်ရပ်ပါလိုက်တာဖြစ်တယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ဒါအပြင်အခုချိန်မှာမြန်မာပြည်သူတွေနဲ့အတူရက်တီဘီစေအုပ်စုရဲ့ဘန်နာငွေကြီးအသက်သွေးကြောတွေစစ်လက်နက်နဲ့လောင်စာစီလမ်းကြောင်းတွေကိုဖျက်တောက်ခါသူတို့ကိုကြားကန်ထောက်ပံ့ပေးနေသူတွေကိုအေးအေးယူတာဝန်ခံစေရမယ့်အချိန်ဖြစ်တဲ့ဆိုတာနဲ့မိမိတို့စူးစီးစုဆောင်ပါကစူပေါင်းအားနဲ့မြန်မာစစ်ရာဇဝတ်ကိုင်းကို အပိသက်ဖြိုဖျက်ချေမုန်းနိုင်မယ်လို့ Justice for Myanmar ကထုတ်ပြန်ထားပါတယ်ရှင်။ ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ခင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ